ကဲကိုထွန်းနဲ့နော်ပိုးချပြုခင်ရဲ့မိသားစုကိစ္စတွေကတော့ပိုးချပြုခင်ကလေးမွေးခါနီမှာတခုပြီးတခုနော်ဒုက္ခတွေကြီးကြီးရောက်ကုန်ပါပြီ ဘိုးကြာယူခင်ခင်ဗျာမှာကလေးမွေးဖို့တွာအသက်ရှူဖြောင်းပါမလားတော့မသိပါဘူးတော်တော်လေးကိုဆိုးရွားနေရပါအခုအကိုထုံးကနော်သူ့ရဲ့ဝန်ထမ်းကောင်လေးကိုထိုးပြီးတော့အပြစ်မရှိပဲကိုလိုမျိုးလှုပ်လိုက်တာကနေပေါ့လေဆိုင်ကနေခွေးမောင်းတို့လို့နှင်းထုတ်လိုက်တာ ဖြစ်တဲ့အတွက်ပုံမူပြီးတော့မှုတွေကကြီးသွားခဲ့တာဖြစ်ပြီးအဲ့ဒီကောင်လေးကလေသူခံခဲ့သမျှကိုအနိုင်ပေါ်မှာတင်ရကနေကိုထုံးတို့ကမချေနှက်ပင်နဲ့အဲ့ဒီကောင်လေးကိုအခုတရားစွဲဖို့ထိလှုံ့ဆောင်သွားခဲ့ကြတာဖြစ်ပြီးတော့အခုအဲ့ဒီကောင်လေးနေထိုင်တဲ့အဆောင်ကိုတော့ ောင်းเนาะဒါအကိုထွန်းတို့ကငွေပေးပြီးတော့ချိတ်ပိတ်လိုက်တာဖြစ်ကြောင်းကြားပါတယ်เนาะတော်တော်လေးကိုဆိုးရွားနေရပါအခုအဲကောင်လေးကနေစရာလည်းမရှိတော့ဘူးစားစရာလည်းမရှိတော့ဘူးเนาะဒီနေနဲ့သူနေနဲ့ ဒီမှုတွေကိုပုံမူပြီးတော့တော့ဒါဆူရဂျင်တာမဟုတ်ပဲနဲ့ပေါ့လေသူအနေနဲ့ကိုချိန်မှာအသက်ရှူဖို့တော့တော်တော်လေးကိုခက်ခဲနေပြီဖြစ်ကြောင်းပြည်သက်တွေကိုပြည်သူတွေကိုယုံကြည်လာခဲ့တာပဲဖြစ်ပါတယ်အခုထုံးတို့ကလည်းတော်တော်လေးကိုရက်ဆက်တယ်ဗျာတော့နာမီလေးတော့အခုလိုမျိုးတသက်သာဒီဆောက်ထားရင်နာမီကတော့သောသမထိန်နိုင်တဲ့စိတ်တခုတည်းကြောင့်တော့အခုလိုမျိုးအပြက်ခံပြီးတော့ ဒါတစ်ဖက်လူနစ်နာနစ်နာသွားရည်သူကအခုလိုမျိုး online ပေါ်မှာတင်လိုက်တဲ့အခါမှာလည်းပုံမူပြီးတော့နစ်နာအောင်เนาะတတ်မယ်ဖြတ်မယ်เนาะဒါငွေနဲ့ပေါက်ပြီးတော့အခုလိုမျိုးအသက်အန္တရာယ်ပြုမယ်တရားဆွဲမယ်ဆိုရင်နေသားမျိုးတွေပေါ်သားဆွဲအောင်လုပ်မယ်ပေါ်သားဆွဲခိုင်းမယ်တက်ကူပို့မယ်ဆိုရင်နေသားမျိုးတွေဒါကုထုံးမဲတို့ကလှုပ်လာရဖြစ်တဲ့အတွက်ဘလို့မှမနေနိုင်တော့ဘဲနဲ့အခုเนาะအဲ့ဒီဆိုင်ဝင်ထန်းကောင်းလေးပျောက်ဆုံးနေတယ်လို့တော့เนาะဒီမနေ့เนาะကုထုံးတို့ရဲ့ လုပ်ရက်တွေကို online ပေါ်မှာသင်ပြီးတော့ပျောက်ဆုံးသွားတယ်ဆိုရင်ဒေတာမျိုးတွေတော့ online ပေါ်မှာပြန့်နေနေပါတယ်တကယ်လို့သာပျောက်ဆုံးရင်တော့အကူထုံးကိုလူသတ်မှုနဲ့စစ်ဆေးရတော့မှာပဲဖြစ်ပါတယ်ဘိုးကြပြင်းကများတော့ကလေးမွေးခါနေမှာအဖြစ်တွေစိုးနေတော့တာပါပဲဗျာ